ဲအခုဆိုရင်အနီရဲရဲလေးနဲ့အယမ်းလှနေတဲ့ယာရီတွေးမပုတုလေးကခွေးနှစ်ကောင်ကြိုက်တာကိုဖြန်ဖြန်ပေးမှဖြစ်ပါတယ်အဲ့ဒီခွေးနှစ်ကောင်ကတော့ကြော်မျိုးမင်းဆိုတဲ့တွေ့ရလူရှက်ရှောက်ဟောင်းနေတဲ့နော်လူစင်မမီတဲ့ခွေးနှစ်ကောင်နဲ့ယူကြောင်မူကြောင်နဲ့ပါတီတစ်ခုရဲ့ခေါင်းဆောင်ပိုင်းတက်ရောက်နေတဲ့ဘူးလက်လှဆိုပေါ့နော်ဘူးလက်လှဆိုရင်လည်းကြော်မျိုးမင်းတကောင်တကောင်မန်ဖီးနေတဲ့ဟာကိုကြားတဲ့ကပုတုမယာရီတွေးကဝင်ရောက်ဖြန်ဖြန်ပေးမှဖြစ်ပါတယ်ကျွန်တော်တို့ကြည့်ပါမယ်နော် ။နောက်တစ်ခုကအရှိချင်ပါဂျွတ်တီဗီကဘူးလဲဥလာဆိုရေလို့မင်းကဥပောင်းမင်းတို့နဲ့အမ်ဘီမျိုးကကိုကျော်မျိုးမင်းတို့တုံးနေတော့စကနာခုနေကြတာတရားပေါ့နော်။ဆိုတော့လက်ရှိချိန်မှာတန်ခိုးရေချမတို့ကမမြင်ချင်ဘူးမကြားချင်ဘူး။ဘာလို့ဆိုရင်အာလောကဝေကာလာနေကနေပြီဖြစ်တဲ့အတွက်အချင်းချင်းစီးလုံးမြင်နေလို့ရအောင်လို့ကျွန်တော်တို့ကမြင်သိချင်တယ်မြင်ချမ်းတယ်ဘာလို့ဆိုရင်ရွေးကောက်ပွဲအထားမြောက်အောင်မြင်သွားဖို့အတွက်အားလုံးဝမ်းဝမ်းပြီးပူးပေါင်းပါဝင်ကြဖို့ကျွန်တော်တို့ကမျှော်လင့်တာ ရွေးကောက်ပွဲကတအားအောင်မြင်ချင်တာနော်ဒါကြောင့်မလို့ဝင်းရံပေးလိုက်ကြပါလို့တိလာဒါပေမဲ့ဘာမှကောင်ဒီဘူးလက်ကြောင်ပြောမှဆိုရင်ဘူးလက်ဥလားဆိုရင်မင်းကင်းဥမောင်မြင့်လို့ပြောပွဲဥတောင်းရေးလို့ဆိုတာကတော်တော်ကတမိုင်းမတဲ့တခုရေးထုံနိုင်ပြီးတော့တမိုင်းတခုရေးပြီးသားလူတွေဖြစ်တယ်နော်ဆိုတော့ပြည်သူကလည်းတမိုင်းကောင်းတော့မကောင်းတော့မသိဘူးနော်ရေးတော့ရေးလိုက်တာပဲတိလာအဲဂလုံးဥစောတဲ့တမိုင်းရေးွားတာပဲအဲ့လိုပေါ့နော်အဲသူတို့က ်တောင်တမယာမှာအသီးမှတ်ပြုပြီးသားလူကြီးလူကောင်းတွေဖြစ်တယ်။ဒါဒီလိုလူကြီးလူကောင်းတွေဖြစ်ပြီးတော့ပြမတော်တတိထားမိတာကဒီဘူးလောက်လှဆွေကရေပြီးတော့မှရေပြီးဖြစ်တော့ရေကြီးတော့ဘာကွန်ကြီးကလေးတွေလို့ကြားရဲအမဒီခံလို့ပါလီကနော်အဓိကလူရင်းရောငွေရောကိုဒါအရေးပေါ်ကွန်ကြီးကလေးတွေရောအော်ပြန်လည်းထူအောင်ရေးတယ်တော့အများကြီးထောက်ပံ့ပေးရတွေ့ရတယ်အဲ့ဒီဘက်ကျေးဇူးတင်ပါတယ်နော်အဲ့ဒီဒေတာကန်လေးကိုတော့ကျေးဇူးတင်ပါတယ်အဲ့ကုညီကလေးရေးလုပ်တဲ့နေရာမှာဒီခံပြုပါတယ်ကလူငယ်တို့က အာရေဘေးကူညီတဲ့လိမ့်လုပ်တဲ့အခါမှာသူတို့ရွှေထုတ်ပြီးကောက်ရတယ်။ရွှေထုတ်တယ်ဒါအိမ်ပိုင်ဆိုင်ဘယ်ရန်စာနေစာစာရက်စာရက်စာတုပ်တွေကောက်ရတဲ့အခါမှာအာသူတို့ပိုင်ရှင်ကိုလိုက်ရှာပြီးပြန်ပြီးပြေးခဲ့တယ်ပေါ့နော်။ဘာတကယ်ဆိုရင်ဒီကိစ္စမှာဘူးလေ။ငဲလို့မခိုးတာတကယ်တော့သိလား။မြန်မြန်စားဆိုမဖြစ်လောက်လို့ပေါ့နော်။ လာရှင်ရင်းနဲ့ကဟာကျွန်တော်တို့ဒီခါမျိုးပါတရားလူငယ်လေးတွေအင်ပြန်ရိုးသားဖောက်မဲ့ကြတယ်เนาะဒီလိုရွှေထုတ်ကြီးကောက်ရတာတော့မှပဲကိုကျိုးအတွက်မကွယ်မဝက်ခဲနဲ့ပိုင်ရှင်လေးကိုလိုက်ရှာပြီးပေးတယ်လို့ပြောလိုက်ရတယ်ဒါဆိုလို့ရှင်လေးလူတွေကဟာဒီလူလေးတွေဒီလူငယ်တွေတကယ်တော်တာပဲဆိုပြီးအင်မပြုတ်လိုက်ဒါမှမဟုတ်လူလူလာတွေပါပြောတယ်တောင်မိုးမင်းတို့ကျော်ဆုံးသူဆိုရင်ပြန်ပေးမှာမဟုတ်ဘူးဆိုပြီးတော့သူများသူပြောတာလည်းဟုတ်တယ်ဟုတ်တာအကြီးဟုတ်အဲ့ဒါကတော့ဘူးလက်ကြီးဘူးလက်ကြီးပြောတာမမှားဘူးဗျလူမတိတူမတိရဲ့နေမှာကျော်မျိုးမင်းတို့ကျော်ဆုံးအဲ့လိုရက်ကြီးပါလား ဒီကောင်တွေရုပ်လက်ပြန်ပေးမှာဟမ်ကျင်းနေတယ်မြေကြီးနဲ့လက်နဲ့ပုတ်ဝင်တာလွဲရင်လွဲအဲ့ဒါတော့ဘူးနဲ့မှန်သွားပြီတို့လားအယူစကားတမူးတာလားဆိုတော့အဲ့ဒါကိုပြောတာနော်ဟိုပုတ်ခက်တာအဲ့ဒါရရုပ်ပေါက်တယ်နော်နေလို့ထင်တယ်အခုဆိုရင် MP ဥမောင်နဲ့မင်းကြီးဥမောင်နဲ့ရတော့မှာပဲဒီ MP မျိုးကကိုကျော်မျိုးမျိုးပြောဆိုတာတွေသိရတယ်တကယ်ဆိုရင်ဒီမင်းကြီးဥမောင်နဲ့လို့ဘူးနဲ့ဥလားဆိုလို့ဆိုတာကသူတို့ရိုးသူနေရသူ့တန်းနဲ့သူလူကြီးလူကောင်းတွေဖြစ်တယ်ပဲမဟုတ်လို့ဘော လူကြီးလူကောင်းတဲ့ဖြစ်တဲ့အတွက်ဆိုလူကြီးလူကောင်းဖြစ်နေအဲ့လိုဖြစ်နေမလားလို့လူကြီးလူကောင်းမဟုတ်လို့အဲ့လိုဖြစ်နေတာပေါ့ဒေါ်အောင်ဆန်းစုကြည်ကိုလောက်တနိုင်ကန်လုံးဝဲဟောင်ကြတာနောက်ဆုံးနိုင်ငံပိုင်ရုပ်တံအစထည့်ပြီးတော့ပောက်ပန်း50ပြောလာကြတာမပူထူတော့ငွေမဟုတ်ဘူးအဲ့ဒီအချိန်တုန်းကဆိုဟမ်နိုင်ငံတော်အဆင့်ကိုတီးတဲ့ဝါဒဖြန့်ပြီးအပုတ်ချခံခဲ့ရတဲ့ဒေါ်အောင်ဆန်းစုကြည်ဒေါ်အောင်ဆန်းစုကြည်အဲ့လိုလိုက်ပြောနေတာသူတော့မရှိတာသူတော့ဝါရတယ်အဆင်းနေတယ်နော်အဲ့အဲ့အဲ့နှစ်ခုမှနှိုင်းရှင်ကြည်နော် အခုဘူးလက်တို့မင်းကင်းတို့ဒါတို့အချင်းချင်းပဲနော်ဒီတော်မျိုးမင်းဆိုတာအမ်လိုရင်အဲတို့မြှောက်ဆန္ဒကောင်ပြီးတတတို့စဘူးစဘူးတော့နေအတူတူပဲဒါပေမဲ့အဲ့လောက်လေးပြောတာတော့မခံပြန်နိုင်ပါကျွန်တော်မင်းကတန့်ဖို့တန့်ခိုင်းပါအန္တရာယ်မပါဘဲနဲ့ရှင်ပြိုင်မဲ့တန့်ခိုင်းပါတီရဲ့အောင်မြင်မှုရတိုင်းနဲ့0ပဲပြောတာအဲ့ဒါဘူးလက်ကဘာဖြစ်လဲအမေကျော်မျိုးမင်းကလက်ကလေးတော့ဝိုင်းပြရလေး0တဲ့သူက0တအားတအားနာသွားတာကျွန်တော်တို့က0 0မဟုတ်အရှိတ 1000ဆိုစော်ဘိုးကြီးနေเนาะအဲ့တော့အဲ့လိုဟာမျိုးတွေကဒီလူတွေရဲ့အရင်အချင်းရှိလို့အပေါ်ရောက်ခဲ့တာမဟုတ်ဘူးလေအဲ့အဲ့ဒါအဖြေပဲကျွန်တော်ပြောချင်တဲ့ main ဒီဗီဒီယိုမှာကျွန်တော်ပြောချင်တာကအခုဘတ်ဘူးတူကတော့ဒါလော်ပေးနေတာပေါ့အကယ်ဥမောင်မြင့်တို့ဘူးလက်လှဆွေတို့ကတချိန်ကလည်းလွတ်တော်တော့မှနေသားတိစုရောက်ပွားပြီးလူကြီးလူကောင်းတွေဆိုပြီးဒါတူက तू ကြိုက်တဲ့လူမလို့တွတ်ရိုးတင်ပြီးတော့တုံးတိုက်အမှန်ကဒေတာချလက်တွေ့ချက်ချတုံးတက်မယ်ဆိုရင်ကျွန်တော်ပြောတာမှားလား ဒီစစ်သားဆိုတဲ့အရှိန်အဝါတစ်ခုရှိလို့အနေထားတစ်ခုကိုရောက်ခဲ့တာသူတို့ရဲ့အရင်ရှင်းက0ပဲအကျော်မျိုးမင်းပြောသလိုပဲ0ဟမ်အဲ့ဒီအရှိန်အဝါမရှိဘဲနဲ့သူတို့နင်းသူတို့ဟန်နဲ့စ조사လို့ရမယ်ဟမ်ကျန်ဖို့ပါတီဆိုတဲ့ဒီစစ်တပ်ကကျွန်တော်နောက်ကပုံရိပ်မရှိရင်အဲ့ဦးလဲအဲ့ဘူးလဲလှဆွေတို့အဲ့ဒီမောင်မြစ်တို့ရတယ်အဲ့တော့ကျော်မျိုးမင်းပြောတာမှားလားဟမ်ကျော်မျိုးမင်းပြောတာလည်းမှားဘူး ဘူးနဲ့ပြောတာလည်းမမှားဘူးနှစ်ခုလုံးမှန်တယ်နော်ပြောချင်တာကိုယ်တိုင်ပြောနေကြမလို့ဘူးလေပါတီမှာလူတွေအများကြီးရှိတယ်လူငှားပြီးပြဿနာပြီးပြောခိုင်းလို့ရတယ်ဥပမာဒီ Telegram ကကြော်တော်လို့ဗီယန်ကွာမိုးကြော်တို့ Prime Media မက်စနိုက်ပါဆိုလို့ပြောခိုင်းလို့ရတာပဲကိုယ်တိုင်ရှေ့ထွက်ပြီးအဲ့လိုအမုန်းခံပြီးပြောနေတာကိုယ့်ရဲ့အော်ဒီစနိုက်ပါဆုလို့ပါတော့အဲ့လိုအဝဲခံနေလားထင်ပါတယ်ဒါကြောင့်မလို့တက်ကုန်းတက်ကုန်းလို့ပြောတာအဲ့လိုပြောခိုင်းရတယ်ပေါ့ ။ဩအော်ဒါကြောင့်မလို့အဲ့လိုပြောခိုင်းနေလို့ပေါက်ပန်း30ပြောချက်တာပဲအေးကဲအားလုံးအဖြေပေါ်သွားပြီနော်ကြားတယ်နော်မှတ်ပုဒ်ပြောသွားတာဒီလူတွေပြောခိုင်းရင်ရတယ်ဆိုတော့အဲ့ဒီဟာတွေကဘဒူတွေရဲ့အဝေခံနေလေပြောခိုင်းရင်ရတယ်ဆိုတော့တော်လိုင်းဘက်ကအခုမဟုတ်ပါဘူးကကျွန်တော်လာပြောခိုင်းကြည့်ကျွန်တော်ပြောပေးမလားပြောပေးဘူးကျွန်တော်ဟမ်အခုတော့မှမှတ်ပုဒ်ပြောသွားကြားနော်အဲ့ဒီစနိုက်ပါဆုလို့ပေါက်ပန်း30တင်းတင်းပြောဒီကောင်မှဗီဒီယိုဖိုင်ကျွန်တော်နားအောင်ထားဘူးယွန်းတော့ဘာတွေပြောလို့ပြောမှန်းလည်းမသိဘူး ဟမ်ယုတ်တီနဲ့သူ့အကြည့်တော့မယီဘူးတော့ငါခက်တီနဲ့ဘောဒါကြီးကိုယုတ်တီနဲ့ပြောရတာနော်ဆိုတော့ဒါတွေအခုတော့မပုဒ်ပြောတာပေါ်ပြီနော်ပြောခိုင်းလို့ရတယ်တစင်းစားကြည့်ကြပြီးတော့ဟမ်ပြောခိုင်းရတယ်နော်ပုံကိုယ့်ရဲ့နိုင်ငံရေးဖက်ဖက်မှုလက်ရှိမှာရုပ်ဆောင်ပွဲကာလနဲ့နီးနေတဲ့အချိန်မျိုးမှာကိုလိုလိုကိုပြန်ဖြတ်နေရမျိုးဖြစ်စေချင်ဘူးအခုလိုမျိုးသူ့ပြီးပြောရင်ကိုကျော်မျိုးမင်းကအိုကေမကြောက်ဘူးကိုကျော်မျိုးမင်းကလည်းသူ့ပြောနေတဲ့ဘူးလောက်လောက်ကျွန်တော်အန်တီဥမောင်မင်းတို့ကလူလူရဲ့အမြင်တွေဝေဝါးပြီးတော့ ာဒီလူတွေကဒီလူပေါင်းဆန်လေးရလားဆိုရင်အမြင်တွေကဝေမဝါလူတို့တွေကအမြင်ကိုရှင်းရှင်းလင်းလင်းမြင်တာတိလာဝေဝါတာမဟုတ်ဘူးပထမတော့ဝေဝါနေတာတိလာနောက်ပိုင်းကြာလာလေးရှင်းရှင်းလင်းလင်းမြင်လာလေးရှင်းရှင်းလင်းလင်းကွက်ကွက်ကွင်းကွင်းမြင်လာလေးတိလာလူတို့ကအမြင်ဝေဝါတာမဟုတ်ဘူးတိလာဖြစ်သွားတယ်လူတို့ပြောချင်တယ်ဆိုတော့ကိုယ်ကပြောစရာမလိုပဲနဲ့အားပါးစက်နဲ့ပြောခိုင်းလို့ရတာပဲနော်ဆိုတော့အခုကြောင့်မျိုးမင်းကြတော့လည်းပဲကိုကြောင့်မျိုးမင်းကလူတော့လူတော့နော် ဒါပေမဲ့ तू ကကျမတို့လိုမျိုးတက်မတော်ကိုချစ်လို့ထောက်ခံတာမဟုတ်ဘူးတက်မတော်ကိုချစ်လို့ဖဲ့ပြီနော်ကြော်မျိုးမင်းဖဲ့ပြီကြည့်နေနားထောင်လိုက်ကြော်မျိုးဖဲ့ပြီထောက်ခံတာမဟုတ်ဘူးနော်တက်မတော်က institution ဖြစ်တယ်မြန်မာနိုင်ငံမှာစစ်တပ်ရှိမှဖြစ်မယ်စစ်တပ်မရှိရင်နော်ဒီလက်နက်ကိုင်တွေပုံလိုပေါက်ပြီးတော့အင်းကြီးချင်းဆိုလို့ရှိရင်လည်းတေးအိုအင်းကြီးကဘင်္ဂလားဒေ့လိုမျိုး NGO တွေနဲ့ရင်ဆိုင်ရတဲ့နေပြည်နိုင်ငံဒေသဖြစ်တဲ့အတွက်မြန်မာပြည်မှာစစ်တပ်ရှိမှဖြစ်မယ်ဆိုတဲ့အသည့်အဲ့အသည့်ကိုလက်ခံထားတာ မြန်မာပြည်မှာစစ်တပ်မရှိလို့မဖြစ်ဘူးစစ်တပ်က institution ဖြစ်တယ်ဆိုပြီးစစ်တပ်ကိုတော့အဲ့လိုထောက်ခံတာဓမ္မတို့ကိုချစ်လို့ထောက်ခံတာမဟုတ်ဘူးเนาะအခုကြောင့်မျိုးမဲဆိုလို့ရှိရင်အမြဲလိုပဲဒီနိုင်ငံဓမ္မတို့ကိုချစ်လို့ထောက်ခံတာမဟုတ်ဘူးဆိုတော့အဲ့ဆိုမေးကြည့်မယ်ဗတ်ဘုဒ္ဓကတတ်မတော်ကိုချစ်တာပါเนาะအခုလက်ရှိ2021ကနေ2025အထိပေဝါတဲ့စစ်သားရဲ့စစ်သားဦးရေဘယ်လောက်ဖြစ်သွားပြီအဲ့ကြံမြင့်ခဲ့တဲ့မိသားစုတွေเนาะဒုက္ခိတခြေပြက်လက်ပြက်ဖြစ်သွားတဲ့စစ်သားတွေအဲ့ဒီနှစ်ခုအတွက်မတ်ပုတ္တဘာရမြတ်ကူညီဆောက်ရှောက်ပေးထားတယ် တောင်းပန်ရှေ့တန်းမှာငတ်တလဲပြတ်တလဲတိုက်နေတဲ့စစ်သားတွေအတွက်မတ်ပုတုဗာရီများကိုကြီးဆောင်ရပေးထားတယ်။ဗဇက်ခတ်ချစ်တာလို့လူတိုင်းချစ်လို့ရတာပေါ့။အဲ့တော့သူတို့ချစ်တာဗဇက်ခတ်ချစ်တာမဟုတ်ဘူးလား။ဟမ်ကျွန်တော်လည်းချစ်လို့ရတာပေါ့။အာတပ်မတော်ကြီးငါတို့ဘဘာညာဗဇက်ခတ်ချစ်တာလေ။ဟမ်ကျွန်တော်အခွင့်ရအောင်မယ်။ဘာမှကိုကြီးပန်ပိုးမှုအားထုတ်မှုမပါဘဲနဲ့ဗဇက်ခတ်ချစ်ပြီးတော့အဲ့လိုလုပ်လို့ရတာ။ဗဇက်ခတ်ချစ်တာဆိုရင်လက်တွေ့ကြဖို့လိုအပ်တယ်လေ။ဟုတ်တယ်နော်။ရှင်းရှင်းလေးဟုတ်တယ်မလား။ လူကြီးရဲ့အကြီးအကဲတွေအတခြားဒီနိုင်ငံလူမျိုးစုံကိုအမြဲလိုလိုထိတ်ဖို့ခေါင်းဖို့မထီတပါအထီတပါရေးကြပါအများပြောနေတာအောင်းတွေ့ပြီးတာတည်ပြီးတာဖြစ်မှာပါနော်ဒီခံပြောပါသည်အဲဘတ်ဘူးတို့နေုပ်လေးရချောချောလေးဒါပေမဲ့ကြုံမျိုးမြင်းပတ်သက်တဲ့ရဝိုင်းနေ့ကိုလည်းပြောအောင်မယ်ဒီကောင်ကလူတစ်ဖက်တောင်းကိုရုပ်ရည်ယူပါယူကကနဲ့လိုက်ပြီးတော့ဒီပုံကိုရေးတိုက်ခိုက်မှုမှာအင်မတန်တော်တယ်နော်အဲကြော်မျိုးမြင့်သားတယ်ခုနကလည်းဟိုမှာကြော်မင်းကကလေးတယောက်နားထောင်နေတာဘ ᱹ ဒုကိုလည်းမသိဘူးရုပ်ရည်နဲ့ပတ်သက်ပြီးတော့အဲ့လိုပြင်းပြင်းထန်ထန်ပြောနေတာဟမ် ကျော်မျိုးပြန်အဲ့လိုမိမလောင်းမိမချတစ်ဖက်သားကိုအဲ့လိုအောက်တန်းကြဆိုတာပြောမှဆိုအရန်တော်တယ်သူကျွန်တော်ဆိုလူတယောက်ကိုကြည့်လိုက်တယ်ဟိုနိုင်ငံရေးဆီမှာဒီလူကပြောစကားဘာလဲတော့သူရုပ်ဘာလုပ်တာနောက်ဆုံးငကတ်ဘာလင်းထားလဲအပါအဲ့လောက်အောင်အမှတ်တမဲ့နော်အဲကျော်မျိုးမင်းအဲ့လိုမဟုတ်ဘူးတကယ်ကျွန်တော်ဆိုဘလို့ပြောဆိုဒီကောင်းရုပ်ကားတဲ့ဘလောက်ကောင်းတဲ့အဝိစားကောင်းကောင်းဖြစ်ဖြစ်ဝစ်ထားတာလူရုပ်မပေါ့ဘူးတဲ့မဟုတ်ကျွန်တော်ဒီဗစ်လူပြောရင်ကျွန်တော်ခံနိုင်ပါသေးတယ်ဗျာအကောင်းပြောတာပါကျွန်တော်လဲချောတယ်လို့ကိုယ့်ကိုမပြောပါဘူးเนาะဒါပေမဲ့ပြောတဲ့လူကအဲ့ဒီကြော်မျိုးမင်းရုပ် တူယုတ်ကကျွန်တော်ကိုပြောတယ်ဆိုတော့အော်အေးအေးပါအေးပါလေးကျွန်တော်တူပြောဆိုလို့လက်ခံပါဟဲ့တယ်တပါတီတဲ့မဲရဖို့တပါတီတဲ့ရွေးကောက်ပဲနိုင်ဖို့အတွက်တခြားပါဠိတွေကိုခိနေနေတယ်လို့လို့ဂျူရီစီကညနာလိုက်ပြန်လိုက်နေတာမျိုးတွေတစ်ချိန်လုံးကိုကြောင်းကြောင်းနဲ့ပြောတယ်။ပြီးခိုင်မျိုးဆိုတာကအရှင်မွေးလို့နေချင်းကြီးလာတာမဟုတ်ဘူးဗျ။ပြီးခိုင်ဖြိုးပါတီမဖြစ်ခင်ပြီးတော်သူချက်ခိုင်နဲ့ဖွံ့ဖြိုးရဲ့အတင်းဆိုတဲ့ကသူ့မှာလူဝင်ရရှိပြီးသားအဲ့ဒီပြီးခိုင်ဖြိုးပါတီမဖြစ်ခင်ပြီးခိုင်ဖြိုးအတင်းရဲ့တက်တန်းကစမတ်ထက်တက်တန်းကြီးတယ်။ ကျွန်မ1996မှာမွေးတာသူတို့က1993တည်းကဒီခိုင်မျိုးအတင်းဒီခိုင်မျိုးအတင်းဆိုပြီးထောင်ထားတာသူ့လင်သူ့သူ့မှာလူအင်အားရှိပြီးတာဟောအဲ့ဒါဆိုပေါ်ပြီပေါ့အတင်းပိုင်ပစ္စည်းတွေကိုပါတီပိုင်လောက်ခဲ့တာဒါပေါ်ပြီပေါ့အဲ့ဒါဆိုဟမ်အဲ့ဒါဆိုစတဲ့တီထောင်တွေကကလေးကြီးလောက်ခဲ့တဲ့ပါတီပေါ့ဟုတ်တယ်နော်နိုင်ငံတစ်ခုမှာပါတီတစ်ခုဟာနိုင်ငံပိုင်ပစ္စည်းကိုပါတီပိုင်လောက်ခွင့်မရှိဘူးအဲ့တော့အတင်းဖြစ်တဲ့အတွက်အတင်းမှာပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာရုံးကန်နောက်ဆုံးဘောပင်တစ်ချောင်းအစဒါဟာ နိုင်ငံပိုင်ဟုတ်တယ်နော်နိုင်ငံဝိုင်းလှူထားတာလေပြည်သူတွေကပြည်သူပိုင်ပစ္စည်းတွေအဲ့ဒီပြည်သူပိုင်ပစ္စည်းကိုချက်နိုင်ဖွံ့ဖြိုးရေးပါတီလုပ်ပြလိုက်တဲ့အတွက်အတင်းပိုင်ပစ္စည်းကိုပါတီပိုင်လှုပ်ပြီးတော့မောင်းပိုင်စီးလိုက်တာပေါ့အဲ့တော့စတင်တီထောင်တဲ့ကနော်ဥပဒေအတိုင်းဖျက်ဖျောက်တန်းတန်းမလုပ်ဘဲနဲ့ကလေးကကြစ်လှုပ်ပြီးပေါ်ပေါက်လာတဲ့ပါတီဆိုတော့ဒါမတ်ကူတူကရှင်းပြသွားတာပဲနော်ဒီခါကျတော့ပါတီကရွေးစီတက်မဲ့ချက်တွေနဲ့ပြိမိနေတာရှင်မွေးလိုနေချင်းကြည့်တာမဟုတ်ဘူးဗျာဒါကိုကိုကျော်မျိုးမဲနားလည်ပို့လို့ နောက်တစ်ခုကဒီချိန်မှာကျွန်တော်တို့ကပြည်ထောင်မျိုးကိုမချိုက်ဘူးဆိုရင်တော့မှပဲအင်မတန်အရန်ကောင်ရောဝေဖန်ပုတ်ခတ်နေဖို့မလိုဘူး။ဘာလို့လဲဆိုတော့ဒီချိန်မှာကျွန်တော်တို့ရွေးကောက်ပွဲမဖြစ်မနေကျင်းပနိုင်ဘူးအတိကဒီရွေးကောက်ပွဲမှာဘယ်သူနိုင်ပြီဘယ်သူအာဏာရမယ်ဆိုတာအတိကမဟုတ်ဘူး။ဒီကတော့ဟုတ်တယ်လေအဓိကမဟုတ်ဘူးလေဘသူမဲ့နဲ့နဲ့ဘသူပဲမဟုတ်နေဖြစ်ဖြစ်ဒီမင်းအောင်နိုင်မင်းအောင်နိုင်မှာအာနာရှိကိုရှိနေရမယ်မယုံကြည်လိုက်ခုတခုထဲမှာရှင်တိနိုင်ကောင်မအောင်ရဘူးအောင်လို့မရဘူးဒီကောက်ွယ်အောင်မြင်သွားဖို့ကအဓိကဖြစ်တယ်ဥပမာဥပမာ ကျွန်တော်တို့လေဆောင်ဖို့ပဲနေထင်ရတယ်ကျွန်တော်တို့ရှင်တို့တွေလည်းကြောက်မှဆောင်ဖို့ပဲဖြစ်ခဲ့ဘူးလေကျွန်တော်တို့လည်းကြောက်မှဆောင်ဖို့ပဲဖြစ်ခဲ့ရတယ်ဖြစ်ခဲ့ရတယ်ပေါ့ပထမဆုံးဒုတိယဆုံးတတိယဆုံးရွေးချယ်တယ်ပထမဆုံးရတဲ့အကြောင်းသားကဘာသာဆိုအမှတ်ပြည့်နေအမှတ်600ရလို့ပထမဆုံးရတာမဟုတ်ဘူးပထမဆုံးရတိုင်းအမှတ်ပြည့်နေအောင်မဟုတ်ဘူးအမှတ်600ပေးတဲ့ဆောင်ဖွဲမှာ तू ကအမှတ်900ရရတယ်အားလုံးထဲမှာအများဆုံးဖြစ်နေလို့သူ့ကိုပထမဆုံးပေးလိုက်တာဥပမာတခြားတခြားကျောင်းသားတွေကတဘာသာကို40နှုန်းနဲ့ပဲအောင်တယ် तू ကတဘာသာကို40တမှတ်နှုန်းနဲ့ပဲတမှတ်နှုန်းနဲ့အောင်တယ် တဘာတော်တစ်ဖက်မဲ့ပုံများရဲ့ဆိုရင်တော့အကုန်လုံးထဲမှာအတော်ဆုံးဖြစ်နေပထမဆုံးပေးရမှာပဲ။နောက်အခုရွေးကောက်ပဲမဲပေးရွေးချယ်ကြတဲ့နေရာမှာလေဒီလိုပဲဥမာပြီးခိုင်ကျိုးကိုပေးလိုက်တယ်ဆိုတော့ပြီးခိုင်ကျိုးကအလုံးစုံကြီးရှားမုန်းဒီပါဖက်ဖြစ်နေလို့မဟုတ်ဘူးပြည့်စုံနေလို့မဟုတ်ဘူးအကုန်လုံးထဲမှာအောင်းလုံးထဲမှာအတင့်တော်ဆုံးတဲ့အကောင်းဆုံးတော့အတော်ဆုံးဖြစ်နေလို့သူ့ကိုရွေးချယ်ကြမှာ။မေတ္တာရှင်တွေကနမအုပ်မှာငခုတ်ဖို့ဆိုတဲ့စကားလို့အနုတော်မှာလူကြောတဲ့နော်အဲအဲ့ဒီစကပုံလေးတွေအတိုင်းပဲပေါ့ဟုတ်တယ်မလားဘာဖြစ်လို့လက်ရှိ မင်းအောင်နိုင်အာနာသိမ့်ပြီးတော့လုံမဲ့အတုယောင်ရွက်ောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ပြီးဆိုတဲ့ကပြည်သူကိုကိုစားပြုလားမပြုဘူးလားဆိုတာထမင်းစားတဲ့လူတိုင်းတိတယ်အဲ့တော့အဲ့ဒီတဲမှာမှတနိုင်ငံလုံးအတိုင်းအတာနဲ့အင်အားအကြီးပြိုင်ဆိုင်တဲ့ကျန်းဖို့ပါတီကသူပြောသလိုပဲ50တမှတ်နဲ့ပထမရအောင်ယူမှာအဲ့လိုအဲ့လိုဂုံလူထွက်လို့မဟုတ်ဘူးနော်နော်ဒါသူ့ကိုရွေးချယ်လာတဲ့သူကရအောင်ဒီကောင်းမှုနေတယ်လို့မဆိုလို့ဘူးနော်အားလုံးထဲမှာအကောင်းဆုံးအားလုံးထဲမှာအတော်ဆုံးဖြစ်နေလို့ ဘလိုတွေတော်တာလဲဘလိုတွေကောင်းတာလဲဆိုတော့သူ့မှာအခုရွေးစီပြထမ်းချက်တဲ့စီးပန်းချက်တွေတတ်မှတ်ချက်တွေနဲ့ကိုက်ညီတယ်ကိုက်ညီအောင်လဲနှစ်ပေါင်းများစွာတဲ့ကနှစ်ပေါင်း30ကျော်သူရက်တည်လာခဲ့တာအခုမှအရှင်မွေးလို့နေချင်းကြည့်တာမဟုတ်ဘူးဗျာဒီချက်ကိုကိုကျော်မျိုးနေနေကသိပါလိမ့်မယ်ဒူတော်ပဲပြည်ပြည်ကြီးနဲ့တမင်တက်တက်ကြီးတမင်တက်တက်ကြီးဝေဖန်တိုက်ခိုက်တာလည်းမဖြစ်စေချင်သူ့ငါပြောမယ်ငါ့ကိုသူပြောမယ်ဆိုပြီးအပြန်နဲ့စကားဆက်ထိုးတာရဲ့ပြီးဆုံးမှာမဟုတ်ဘူးအဲ့ဒီလိုမျိုးမပြီးဆုံးလို့ရှိရင် ရောက်ကောင်မှာမဲထဲမဲ့လူတွေကဝေဝါးသွားကြလိမ့်မယ်။ဆိုတော့ဒီလိုမျိုးကျမတို့ဖြစ်စေချင်ပါဘူး။နော်။တခါကဒီမှာပြောရလူတွေကလည်းလူကြီးလူကောင်းစံဖို့လိုတယ်လို့အန်တီမျိုးကကိုကြောင့်မျိုးနဲ့အနေနဲ့ကလည်းပဲမီဒီယာကဲဒါကတော့မကူတူရဲ့အကောင့်မှာတင်ထားတဲ့ဗီဒီယိုဖိုင်လေးတွေ့တာဖြစ်ပါတယ်။အဲ့တော့အားလုံးလည်းတိမှာပါ။အဓိကအစိုးဆုံးကတော့ဘူးလက်နဲ့ကြော်မျိုးမင်းနဲ့ဖြစ်နေတဲ့ကိစ္စပါ။နော်။ကြော်မျိုးမင်းပြောခဲ့တာလည်းမမှားဘူး။ဘူးလက်ပြောတာပြန်ပြောတာလည်းမှန်တယ်။အဲ့တော့ အကုန်လုံးကမတာနဲ့အတုပါပဲတိလားအတူတူပဲအဲ့ဒီဂျာထဲမှာပုတ္တမလေးကဝင်ပြီးတော့ရေလောင်းပေးတာပေါ့နော်ဘလို့ဖြစ်ဖြစ်သူတို့ပြောသလိုပဲဒီလာမဲ့ရွေးကောက်ပွဲဟာဟမ်ဘဒူပဲအာနာရရအာနာသူတို့ရှင်မှာရှိမှာပဲလေအတူတူပဲဟာကြီးကိုဟမ်ရွေးကောက်ပွဲဆိုတဲ့ဒီမိုကရေစီတိုင်းပြည်တစ်ခုမှာရွေးကောက်ပွဲကျင်းပတယ်ဆိုတာကတီတူတွေရဲ့ကိုစားပြုတ်နိုင်တဲ့ဒူကိုရွေးချယ်ပြီးပြည်သူတွေကိုစားဥပဒေပြုတ်ရေးတွေလောက်ဖို့အတွက်လွတ်တော်တွေကိုထဲ့တာပွဲ နော်အဲ့တော့လက်ရှိကျန်းဖို့ပါတီအပါအဝင်လက်ရှိစစ်ကောင်စီရဲ့ပြုလုပ်တဲ့ရွေးကောက်ပွဲကိုလက်ခံတဲ့ပြည်သူဥယျာဉ်ရှိလားအဲ့ဒါလေအဲ့တော့ဒီသူတို့လုပ်တဲ့ရွေးကောက်ပွဲတီတကယ်ဒီမိုကရေစီဒီရွေးကောက်ပွဲဖြစ်တာလားမင်းအောင်နိုင်ရဲ့ဖာကျင့်ဖာကြံဖာကြတဲ့ပွဲလားဆိုတာခလေးရဆခွေးဆုံအာလုံးတိပါတယ်အဲ့ဒီဖာကျင့်ဖာကြံဖာကြတဲ့ပွဲမှာဖာကျင့်ဖာကြံတက်တဲ့ဖာတယ်လို့လူမျိုးတွေအကုန်စုပြီးတော့ဖာပွဲကြီးကျင်းပါမယ်ဖာရွေးကောက်ပွဲကြီးပဲဖြစ်ပါတယ်နော်